အားလုံးပဲမင်္ဂလာပါရှင်။ဟိုတချီကတော့ယမင်းဂျပန်တန်တန်းကျောင်းမှာဆရာမယမင်းပဲဖြစ်ပါရယ်ရှင်။အခုဗီဒီယိုဖိုင်လေးကတော့ခန်းကြီးတွဲလုံးပြောကြလို့အမခန်းကြီးတွဲလုံးလေးသင်ပေးပါမယ်။ခန်းကြီးတွဲလုံးကခန်းကြီးတွဲလုံးကဘယ်လေဘယ်တွေအတွက်သင်မယ်ရည်ရထားလဲဆိုရင်ခန်းကြီးတွဲလုံးကြတော့တချက်တလဲပဲစီခွဲလိုက်မယ်ပေါ့နော်ပညာရဏတင်တော့ကြတော့အရင်တော့က54ခန်းကြီးတွဲတယ်32ခန်းကြီးတွဲတယ်ဒါပေမဲ့တွဲလုံးကိုကြတော့3ခန်းကြီးတွဲလုံးတီးတဲ့ ့2ခန်းကြီးဆိုတော့2ခန်းကြီးတွဲလုံးတီးတန့်အဲအဲ့လိုမျိုး4ဆိုလဲ4ခန်းကြီးတီးတန့်5ပါမပါတော့မှမတီးသေးဘူးအဲ3 4 3 2ကတော့တွဲလုံးတီးတန့်လေးတွေသင်ပေးမယ်ပေါ့နော်အဲ့တော့ပထမဆုံးဗီဒီယိုဖြစ်တော့အကျိုးကြောင်းလေးအရင်ရှင်းပြမယ်ပေါ့နော်။ကဲဘယ်စာအုပ်တွေကသင်ပေးမှာလဲဆိုရင်ခန်းကြီးမာစတာစာအုပ်တွေကတွဲလုံးနေသင်ပေးမှာပါ။နံပါတ်1 ဆက်စိတ်တအုပ်လုံးတင်ပေးမှလားပုံမလင်းလင်းတော့တရှိပြောပါမယ်တအုပ်လုံးမတင်ပေးနိုင်ပါဘူးရှင်တအုပ်လုံးတင်ပေးဖို့လည်းတရှိမှာအဲ့လောက်ကြီးကြတော့လေအချိန်မပေးနိုင်ပါဘူးဒါပေမဲ့တအုပ်လုံးမတင်ပေးတော့ညာလေကျောင်းသားတို့ကြီးလိုက်တာနဲ့တိလောက်မဲ့ဟာမျိုးထက်နည်းနည်းလေးလိုအကူညီလိုအပ်မဲ့ဟာမျိုးလေးတွေကိုစူးစမ်းပြီးတော့တင်ပေးသွားပါမယ်ပေါ့နော်လွယ်မဲ့ဟာလေးလေးပါမယ်ဒါပေမဲ့တအားကြီးကွာတအားကြီးလွယ်လွန်းနေမဲ့ဟာမျိုးဆိုလို့ရှင်လေဟိုမှာရေနဲ့ချိုးတာနဲ့ဥပမာပြောပြတာပင်လေရေနဲ့ချိုးတာနဲ့ပင်လေရေချိုးခြင်းအဲ့လိုမျိုးတွေ မဟုတ်ဘဲနဲ့နည်းနည်းလေးတော့တွေးရမယ့်ဟာမျိုးအဲ့လိုပုံစံမျိုးလေးတွေကုညီပေးဖို့လိုအပ်တဲ့ဟာမျိုးလေးတွေတော့စ조사ပြီးတော့တင်ပေးရမယ်တအုံလုံးပြက်မယ်ဆိုတဲ့ဟာမရှိပါဘူးဒါဆိုထပ်ပြောမယ်စမ်းစစ်အဲ့မှာကအချို့ကဝင်ကြည့်ကြမယ်ကျင်းနဲ့ဒီဟာလေးကိုတင်တာကြိုက်သွားတယ်ပဲထားကြိုက်တော့ ကိုကတအုံလုံးပြတ်မတင်တော့စမ်းစစ်ဒါဆိုရင်တင်နှန်းတက်ရမှာလားလုံမဟုတ်ပါလုံးတော့ပြတယ် no no မဟုတ်ပါဘူးเนาะအမပညာရဏတင်တဲ့စာအုပ်တွေကလေတရှိတင်နှန်းဖွင့်ထားတဲ့စာအုပ်များ ਨੇ လုံးဝမတူပါဘူးရှင်မတူပါဘူးမတူအောင်တင်ပေးတာပါဒီအခုတင်မဲ့ဟာအတွက်လေတင်နှန်းဖွင့်ထားခြင်းမရှိပါဘူးပြပြချင်တာကကိုအဲ့လိုမျိုးတဝက်တစ်ပြက်ပဲတင်မဲ့ဆိုတာကလက်ကျန်တဝက်ကိုတင်နှန်းတက်ပါဆိုရင်ရည်ရွယ်ချက်မျိုး ਨੇ ကိုလုံနေတာမဟုတ်ဘူးចောင်းသားတို့ကိုအမြဲတမ်းပြောတဲ့စကားကိုစီမှာတင်နှန်းတက်တဲ့ចောင်းသားများလဲ ဝင်ကြည့်ရင်ကြည့်လို့ရမယ်နှမျိုးရမယ်တင်နှက်မတက်ပဲလေကြည့်ရင်လေဒီတိုင်းကြည့်လို့ရအောင်လို့အဲ့လိုမျိုးနှစ်ဖက်စလုံးအတွက်ဟိုစိတ်မကောင်းမဖြစ်သွားအောင်ကိုစီစဉ်ပေးထားတာတခုပဲကိုယ့်အတွက်ကြတော့ကို့မှာအခြားအလုပ်လေးတွေရှိတယ်တာဝန်ယူထားတဲ့တင်နှက်လေးတွေရှိတယ်အခြားဟိုအလုပ်ကျမကြီးကိစ္စလေးတွေအဲ့လိုမျိုးအလုပ်လေးတွေရှိသေးတာဖြစ်တဲ့အတွက်ကြောင့်မလို့အစားဆုံးတော့ပြီးအောင်တင်မယ်လို့တော့တရှိဂရိမပေးနိုင်ပါဘူးတကယ်လည်းမတင်နိုင်ပါဘူးပေါ့နော် တက်နိုင်တဲ့မြတ်တင်မေးနိုင်တဲ့မြတ်တော့တင်မေးမယ် level တခုတည်းလည်းတင်မေးတာမဟုတ်ဘူး level အများလဲလာမှခန်းကြီးတစ်မျိုးတည်းမဟုတ်ဘူး ဂရမ်မိုင်လဲလာမှာဖြစ်တဲ့အတွက်ကြောင့်ပါရှင်ဒါလေးကတော့ဒါကြိုပြောထားတာပေါ့နော်ဒါပေမဲ့အရင်လိုမျိုးတော့ level မပေါင်းဘူးတ level စီပဲပေါင်းမယ်နောက်တစ်ခုပြောပြရအောင်ကျမကလည်းစကားညားတာအားနာတော့ညားလေလိုအပ်လိုပါနောက်တစ်ခုကကြတော့လက်ရှိတင်မဲ့တွဲလုံးတွေကလက်ရှိပညာဒါနတင်ပေးထားတဲ့ ခန်းကြီးတွေကိုခန်းကြီးတွေနဲ့ပတ်သက်တဲ့တွဲလုံးလေးတွေပုံများပါမယ်။ဒါကြောင့်လဲဆိုတော့အဲ့ပညာဒါနတင်ထားတဲ့ကျောင်းသားများဆိုရင်အချိန်ဆက်ပို့တိမယ်ပေါ့နော်။ဒီတိုင်းတခါမှကိုမူရင်းခန်းကြီးမတင်ပေးတဲ့ဟာမျိုးဆိုရင်ကျောင်းသားများကလည်းနည်းပို့ခတ်သွားမလားပေါ့။နောက်တစ်ခုကတွဲလုံးတင်တဲ့ချိန်မှာကိုဒီမူရင်းတင်တော့ကမူရင်းမှတ်နေတဲ့တင်တော့ကမူရင်းတွေကိုတခြားပြောတယ်။တွဲလုံးတင်တဲ့အခါမှာတွဲလုံးဘက်ကိုပဲဦးစားပေးပြီးရှင်းပြပါမယ်။ဒါတလုံးချင်းစီရဲ့မူရင်းကိုပြောတာထက်တွဲလုံးကိုပဲကိုနားလည်အောင်သင်ပေးပါမယ်။အဲ့တော့ အဲ့ဒါဆန်းစီရဲ့ဘာဖြစ်လို့မူရင်းနေပြန်မပြောတော့တာလဲဆိုလို့ရှင်တွဲလုံးဆိုတာတွဲလုံးအဘာလဲမူရင်းတဲ့နှောင်းကွယ်မှတ်နီးနေနေပြောတယ်မှတ်နီးဆိုတာအလွတ်ကျက်ပြီးတော့ပြောတာမဟုတ်ဘူးတင်တဲ့နေ့မှာကိုယ်ကောင်းနဲ့ပေါ်တဲ့အာယုံပေါ်သလိုလေးကိုပြောလိုက်တာအဲ့တော့အဲ့ဒါ၄တင်ခဲ့တာလေကြာခဲ့ပြီလာရီညစ်တီကြာခဲ့ပြီလာရီလာရီချီပြီးကြာပြီအခုကောင်းနဲ့မှာအိုက်တော့အိုင်ဒီယာနဲ့တူချင်မှတူတော့မှာကိုကအဲ့တော့ဒီမှာပြန်ပြီးတော့မူရင်းတစ်လုံးချင်းစီပါပြန်ပြောပေးရင် ចောင်းသားတော့ကជីထားဘူးတဲ့ចောင်းသားများဆိုရင်အိုက်တော့အမှတ်နီးရတမျိုးအခုမှတ်နီးရတမျိုးဆိုရင်နှစ်ပင်လိန်သွားရင်ဓာတ်ရှိရဲ့ဗီဒီယိုဖိုင်ကူညီရမယောက်ဖဲနဲ့စိတ်ပိုရှုပ်သွားနိုင်တယ်ခေါင်းပိုရှုပ်သွားနိုင်တယ်ဒါကြောင့်မလို့အကယ်လို့မြန်ကိုကမူရင်းနဲ့တွဲလုံးကြည့်ရင်လည်းမူရင်းမမတ်မိဘူးဆိုရင်မူရင်းတင်ထားတဲ့ဗီဒီယိုတွေသွားပြီးတော့ပြန်လေ့လာရင်လေ့လာဒါမှမဟုတ်မိမိတို့ရဲ့သက်ဆိုင်ရာသင်တန်းမှာမူရင်းလေးတွေအရင်မှတ်ပြီးတော့ဒီတွဲလုံးလေးမှာအကူအညီလိုတယ်ဆိုရင် ကြည့်ပေါ့နော်လက်ရှိတင်တန်းကနေပေါ့ဟိုအရင်အာမကိုးပါနဲ့အကူညီရအောင်လို့လေးပဲကျောင်းသားတို့နည်းနည်းပါးပါးလေးပဲဟိုထောက်ပံ့ပေးတဲ့သဘောလေးပဲအနောက်ကနေနည်းနည်းလေးပဲကူညီပေးတဲ့သဘောဖြစ်နေပဲစကန်ပလန်နေနဲ့ထားပါနော်ပညာဒါနတီးတန်းတက်တဲ့ကျောင်းကြီးတဲ့ကျောင်းသားများကိုပြောတာပါကိုတင်တန်းကဟိုတင်တန်းတက်ထားတဲ့ကျောင်းသားများတော့ဂရုထဲမှာကျောင်းသားတို့နိုင်အောင်ကြည့်ပါအများကြီးတင်ထားပါတယ်ပညာဒါနတီးတန်းတက်တဲ့ဆိုရင်လေဒီတစ်ခုတည်းပဲအားကိုးလို့ရှင်ကိုကအပြည့်စုံမတင်နိုင်တော့တို့ကြလွတ်သွားတဲ့အပိုင်းတွေရှိမှာဆိုတော့အားနာလို့ပါမပြည့်စုံဘူးနော်အမအများကြီးအကုန်ပြည့်အောင်မတင်နိုင်လို့ပါနိုင်တဲ့လောက်လေးပဲတင်ပေးတာ တာပါနော်ကဲဒါဆိုရင်တော့ဒါစကားပြောရတဲ့အကြောင်းရင်းပြီးပြီဆိုရင်ဆပြီးတော့ရှင်းပြပါမယ်အကြောင်းသားတို့လည်းနိုင်ကြီးမယ်ဆိုတာသိပေမဲ့လိုအပ်လို့ပါနော်နော်ပြောရင်းနဲ့ပါလည်းမကြည့်တော့ဘူးအမိသွားပါဘူးအော်နောက်တစ်ခုလိုအပ်လို့ပြောတာပါနော်အမအမြင်နဲ့အားနာပါတယ်သူများကိုနိုင်ကြီးမှာဟိုပေပေတွေကောင်းမအောင်အားနာပါတယ်နောက်တစ်ခုပြောမယ်တင်ရင်နဲ့မှအကြင်ဉဏ်နေပေးမယ်ဆိုတော့ဘေးရမဆိုလေး ူများတင်မိတာကိုမှတ်တာမှတ်မိရင်90ရာခိုင်နှုန်းမှတ်မိကိုကိုတိုင်းမှတ်ရင်100ရာခိုင်နှုန်းမှတ်မိတယ်မယုံရင်စမ်းကြည့်ကိုပါကိုစဉ်းစားလို့ရှင်အဲ့တော့အတက်ရှိကဘလို့လေးတွေးနော်ဘလို့လေး ဒီလက်ရှိကိုရွေးထားတဲ့စကားလုံးတွေတင်ပေးနေရင်ねအိုင်ဒီယာပါပြောပေးသွားမယ်အဲ့တော့နောက်ပိုင်းကျလို့ရှိရင်လက်ရှိဗီဒီယိုမကြည့်တော့ကိုယ့်ဘာနဲ့ကိုမှတ်တက်လိုက်အဲ့ဒါမျက်သွားပြီအဲ့တော့ကိုကအခုအလုံးတရာပဲထားအလုံးတရာပဲတင်ပြတယ်ထားကျောင်းသားတို့ကိုယ့်ဘာကိုလက်ကျန်စကားလုံးတွေကိုယ့်အိုင်ဒီယာနဲ့ကိုတွေးတက်သွားရင်ရှိရှိသမျှအကုန်လုံးကိုကြက်နိုင်သွားမယ်ဒါအားသာချက်အဲ့တော့မှတ်နည်းလေးလေးတင်ပေးမယ်ဘယ်လိုမှတ်ရမလဲဆိုအိုင်ဒီယာလေးလေးနမူနာအကုန်ထည့်ရှင်းပေးသွားမယ်အကုန်လုံးနီလန်းကိုယူပါနော်အရင်ဆုံးဒီမှာကြည့်မယ်ခေါင်းမိုးတဲ့ဒီခန်းကြီးလေးက ီခန်းကြီးတွေ့လုံးလေးရဒါက M4 ခန်းကြီး M4 မှာပါတဲ့ sign ဒါ M3 ခန်းကြီးအမြင့်အမြင့် sign ခန်းကြီးလေ M4 ရဲ့ sign ခန်းကြီးပါဇက်ကတော့တအားကိုပြောချင်ပါတယ်မှတ်နေတယ်မှမပြောတော့ဘူးမှတ်နေတယ်မတူတာညဘာညာဆိုပုံပင်မန်းမှာဆိုလို့ကုညီချင်တာပါမပင်မန်းစေချင်တာမလို့เนาะဒါဆိုင်ခန်းကြီးဆိုင်ဆိုင်ရတော့ဘာလို့ဆိုင် ဒါလေးကအမြင့်အမြင့်ခန်းကြီးလေးကတော့မှတ်နီးကတော့ကိုတမျိုးဝဲပြောခဲ့တာတေချာတော့ပြက်နှွေးပေးလိုက်မယ်အမြင့်ခန်းကြီးကအရှိရတစ်ပင်အမြင့်ဆိုမှတော့အပင်ကြီးမြင်လိုက်တစ်ပင်အနောက်က M4 ကရောကြီးခန်းကြီးနဲ့တူတာကိုမြင်လိုက်ကောင်းတာတစ်ပင်ကြီးတစ်ပင်ဒါတစ်ပင်ဒီဆိုင်ခန်းကြီးကိုတော့ကိုမှန်နေအမျိုးမျိုးပြောခဲ့တော့ကျောင်းသားတို့ခေါင်းထဲမှာဘယ်မှန်နေဆွဲနေမလဲမသိတော့ပို့ရှုပ်မှာဆိုလို့မပြောတော့ဘူး M4 လေးဖြစ်နေတော့တိလောက်မယ်ထင်လို့ဒါလေးက N3 ဘက်က တစ်ပင်ဒါကကောင်းတာကောင်းတာအန်ဖိုကန်ကြီးတစ်ပင်ကြီးတစ်ပင် အပင်ကြီးတစ်ပင်ကောင်းကောင်းရှင်သန်နိုင်တာသူ့ရဲ့အမြင့်ကြောင့်သူ့ရဲ့အမြင့်တွေကြောင့်ဖြစ်နိုင်တယ်ဒါဆိုအခုတွဲလိုက်မယ်ဒါကဆိုင်ဆိုင်တဆိုင်ရဲ့အမြင့်တကယ်ကိုအရင်အမြင့်ပေါ့အရင်အမြင့်ကဆိုင်တဆိုင်အတွက်တကယ်အရင်အမြင့်ထဲမှာခေါင်မိုးလဲပါတယ်ခေါင်မိုးမလုံဘူးသားဥပမာကိုကပစ္စည်းတွေရောင်းနေကိုခေါင်မိုးကမလုံဘူးဆိုရင် ကိုဆိုင်တဲ့ပစ္စည်းအကုန်လုံးမိုးရေတွေဆိုကုန်မှာပေါ့ပျက်စီးကုန်မှာပေါ့အကုန်လွင့်ကုန်မှာပေါ့အဲ့တော့ဆိုင်တဆိုင်ဆိုင်တဆိုင်ရဲ့အရင်အမြင့်ကိုယ်စကားကိုနည်းနည်းပို့ထည့်လိုက်တယ်ဆိုင်တဆိုင်အတွက်ဆိုင်တဆိုင်စိတ်ချဖို့အရင်အမြင့်ထဲမှာခေါင်မိုးလဲပါတယ်လို့မှတ်လိုက်ရာနေရခေါင်မိုးတဘောပေါ့တယ်နော်ဆိုင်ဆိုင်ကိုဆိုင်လေးတဆိုင်ဖွင့်မယ်ဘဲဆိုင်လေးပဲဖွင့်ဖွင့်ဆိုင်တဆိုင်ဖွင့်မယ်အဲ့ဆိုင်တဆိုင်အတွက်ဒါကတော့အပင်ရဲ့အမြင့်စကားလေးထည့်လိုက်ပါတယ်အရင်အမြင့် ဆိုင်ဒဆိုင်ရဲ့အဓိကအရင်အမြင့်ထဲမှာဆန်ဒဆိုင်ကောင်းကောင်းရက်တည်နိုင်မှုအရင်အမြင့်ထဲမှာဆန်ဒဆိုင်လုံခြုံမှုအတွက်အဓိကအရင်အမြင့်ထဲမှာတစ်ပင်ကြတော့အမြင့်ကအောက်မှာဆိုင်ရဲ့အမြင့်ကကြတော့ခေါင်မိုးပေါ့တစ်ပင်ရဲ့အမြင့်ကအောက်မှာဆိုရင်ဆိုင်ရဲ့အရင်အမြင့်ကခေါင်မိုးလို့မှတ်လိုက်။ရာနေကခေါင်မိုးနောက်တစ်ခုဒါလေးပြောမယ်။ခိုနာဂုစုရီဆိုစေးမုတ်စေးမုတ်ကြည့်ကြည့် ဒါကိုစေးဆိုတော့ M4 မှာပါတယ်စေးမပြောတော့ဘူးအဲ့မှန်နေမပြောတော့ဘူးမှန်နေအမျိုးမျိုးကောင်းတဲ့မှာပေါ်နေတော့မပြောတော့ဘူးကျွန်တော်တို့လွဲသွားမှာဆိုလို့ဒါ N3 မှာပါတယ်ဒါဆန်ဆန်ဒါခွဲတာဝါကာရီမတ်လည်းဟုတ်တယ်ဝါခဲမတ်ခွဲတာလည်းဟုတ်တယ်ဆန်စီလေးတစီမြင်ကြည့်အဲ့ဒီဆန်စီကိုခွဲလိုက်ခွဲလိုက်ရင်အမှုံလေးတွေဖြစ်သွားတယ်မှတ်တာနော် ဒါဆန်ကိုခဏခဏတည်ရကိုចောင်းသားပညာရဏចောင်းသားတင်နှန်းចောင်းသားမဟုတ်တော့ပညာရဏចောင်းသားဆိုရင်ကောင်းကောင်းမှတ်မိခဏခဏပါတယ်ဆန်အဲ့ဒီဆန်စီလေးကိုအဲ့လိုခွဲလိုက် ခွဲလိုက်လို့ရှင်အမှုန့်ဖြစ်သွားတယ်စေးနဲ့ပေါင်းအမှုန့်နဲ့စေးနဲ့ပေါင်းမှာတော့စေးမှုန့် ဘယ်ရမလို့ကြောက်တယ်ဆိုတဲ့ဟာကြီးတွဲလုံးကြောက်တယ်ကြောက်တယ်ဆိုတာလုံးရင်ပုံပင်မန်းတတ်တယ်ငါတို့လုံနိုင်ပါလားဆိုတဲ့စိတ်မျိုးလေးတွေးအဲ့စိတ်နဲ့တဝက်လွဲတယ်လူကလေကိုယ်စိတ်ကအဲရဥဆောင်နေကွာစိတ်ကရှော့ချလိုက်လို့ရှိရင်ပိုခတ်သွားတတ်တယ်စိတ်တင်းထားရင်အတင်းထားလို့ရှိရင်ကိုယ်စိတ်ဆွမ်းအားကြောင့်လေရသွားနိုင်တယ်အကောင်းပြပြတာနော်အဲ့တော့ဘယ်ရမလို့ခတ်တာတော့ခတ်တာမှန်မင်းမဲ့လေစိတ်ကအရင်ဟိုစစ်မတိုက်ခင်မြားဘူးဘယ်လိုပြောမလဲမြားမကုံစင်းနဲ့လားအဲ့လိုမျိုးလက်မလျှော့ထားနေပေါ့နော်ဒီမှာကြည့်ဆိုင်တဆိုင်ရဲ့အမြင့်ဆိုင်ရဲ့အမြင့်ကမြေကြီးမှာမဟုတ်ဘူးခေါင်းမိုးလို့မှတ်လိုက် တပင်ရဲ့အမြင့်ကမြေကြီးဆိုရင်ဆိုင်ရဲ့အမြင့်ကခေါင်မိုးလို့မှတ်လိုက်။ဆံကိုခွဲတော့အမှုန့်ဒါလေးကအမှုန့်ဆေးအမှုန့်နဲ့ဆေးအမှုန့်ဆေးမုံဆေးမုံအဲဟုတ်ပြီ။နောက်တစ်ခုကွာနေကိုတော့ဟုတ်နေတာပဲ။နောက်တစ်ခုဒါအတင်းအကျက်ဒီခန်းကြီး M4 နဲ့ Under M5 လား M4 လားမမှတ်မိတော့ M4 နှစ်ခုထဲနေ။ဒါကစွရောကြီးကအကောင်းတာအကောင်းတာလေးတွေများတွေပြည့်တဲ့အခါမှာဒီမှာအရှိရလေးကိုင်းလေးလေးကိုင်း လေးတွေများတွေပြစ်မယ်ဆိုရင်မှုဝောင်းကိုပြစ်ချင်တယ်များမှုဝောင်းနတ်ကအထက်အားတွေအားကောင်းနေဖို့လိုတယ်ပဲလေးနဲ့ပြင်မြထွက်မှာမဟုတ်ဘူးဒီမှာကွယ်ဆက်ဝိုင်းရှိတယ်ကွယ်ဆက်ဝိုင်းကိုမြပြစ်မယ်ကွယ်မြအဲ့လိုမြပြစ်မယ်ဆိုဒီမှာလေးတွေပါတွေချိန်ပြီးတော့ပြစ်မယ်ဆိုရင်အဲ့ဒီမြကိုအားကောင်းနေဆိုတော့လေးတွေမြတွေပြစ်တဲ့အခါမှာအားကောင်းမှုလို့ပဲလေးနဲ့အင်းဟဲ့ဆိုပန်းလေးပေါက်သလိုပြစ်လို့မရဘူးအဲ့တော့ဘယ်အချိန်မှာအားကောင်းမှုလို့လဲဆိုရင် လေးတွေမြတွေပြစ်တဲ့အချိန်မှာအားကောင်းမှုလို့တယ် ဲ့ဒီမြာကိုပြည့်ရှင်တဲ့မြာကမှုမှုဝါဖို့အတွက်ရွေဝါဖို့အတွက်ဘယ်ရအားတွေလဲနာကကိုထဲမှာရှိတဲ့အားတွေအားကောင်းနေဖို့လိုတယ်လေးလေးကိုမြင်တာနဲ့တခါတည်းကောက်ပြီးတော့ဆွဲလိုက်တယ်လေးဆိုတာတခါလေးမှာကွာ လေးကိုင်းမှာလေလေးကိုင်းမှာဒီမြားတစ်ချောင်းကိုဆွဲပြီးပြရတာမလို့ဒါကဆွဲတာဒါကအားကောင်းတာအားကောင်းကောင်းနဲ့ဆွဲရတယ်ဆိုတော့အတင်းအကျပ်ဆွဲရတာဥပမာ ိုကလိုက်ချင်နေကိုကလိုက်ချင်နေပါတယ်ဆိုမှ तू မစွဲခင်နေကိုကပါပြီးသားအားကောင်းကောင်းနဲ့အားကြီးနဲ့စွဲနေရတယ်ဆိုကြရေကအတင်းအကျက်စွဲရတာဒါအားကောင်းသောဒါစွဲရအားကြီးနဲ့စွဲနေရတယ်ဆိုကြရေကအတင်းအကျက်စွဲတာဆိုင်တဆိုင်ရဲ့အမြင့်ကတကက်အမြင့်ကခေါင်မိုးလိုမှန်လိုက်ခေါင်မိုးလုံးဖို့လိုတယ်အားကြီးနဲ့စွဲနေရတယ်ဆိုမှတော့ဒါအတင်းအကျက်စွဲရမလိုက်ချင်ဘူးကဲကျောင်းသားတို့စာကြက်မယ်စမေးဝဲကန်နဲ့မလိုက်ချင်ဘူးအားကြီးနဲ့စွဲနေရကျောင်းသားတို့အားကြီးနဲ့စွဲနေရတယ်ဆိုကြရေကအတင်းအကျက်စွဲရတာ ဒီခန်းကြီးကမနေကအန်သရီကျောင်းသားခီနိုးလို့ပြောရတဲ့စာကုကြီးဆွလို့တုံးတာပိုပါတယ်ဒါပိုင်အတိတ်လို့မှတ်လိုက်အတိတ်လို့မှတ်လိုက်ဒါပိုင်အတိတ်ပြန်နှွှေးသေးတယ်ငါမနေနိုင်ပါဘူးဝေးမပြောပဲလဲမနေနိုင်ကျွန်မဒုက္ခအားလည်းမသိဒီမှာနေဒီခန်းကြီးလေးက M4 ကစကူရီမတ်နဲ့တူတယ်တော့ဒီမှာကြည့်ပြောရင်ပြောရင်လည်းအဲ့လိုအညာတန်လေးတွေပေါက်လာပြီဒီဟာငါကနေလိုင်းရင်းလိုင်းရင်းနဲ့ဟို M4 M4 ကနေ M5 M5 ကနေ n0 ဒီဆင်းတော့မယ်ဒီမှကြည့်ဒါလူလူအစိမ့်ပိုင်းဒါလေးကပြုတ်လောက်တာသဘွတ်တန်လေးနဲ့တူတယ်မြင်သွားတိုက်တန်လေးတွေသဘွတ်တန်လေးနဲ့တူတယ်မြင်ကြည့်လူတွေကလေသွားတိုက်တန်လေးတွေကိုပြုတ်လောက်တာဒါ security mask ပြုတ်လောက်တာဒါပြုတ်လောက်တာဒါနေနေတိုင်းဒါပြုတ်လောက်တဲ့တချမ်းကိုပြုတ်လောက်ခဲ့တဲ့မြတ်ဟာဒီအကုန်လုံးကပြီးသွားပြီနောက်ဆုံး ခုနကဆိုင်ခေါမိုးဆိုင်ရဲ့ဒီမှာခေါမိုးဆိုတဲ့ဟာတင်ပြုတ်လုတ်ပြီးရှင်းပြတာတော့ပြီးသွားပြီအတိတ်ဖြစ်သွားပြီအဲ့တော့နေတိုင်းပြုတ်လုတ်ခဲ့တဲ့များဟာတွေအကုန်လုံးပြီးကုန်ပြီးသွားပြီအတိတ်တွေဖြစ်သွားပြီမှတ်တာနော်ဒါနေနေတိုင်းဒါပြုတ်လုတ်ခဲ့တဲ့ຢာတွေအကုန်လုံးပြီးသွားပြီဒါပိုင်အတိတ်လို့မှတ်ကိုကအခုဒါပဲတင်လိုက်ပေးမယ်ចောင်းသားများကနှစ်နဲ့တွင်စခုနဲ့အတိတ်နဲ့မနစ်ကအတိတ်ညမနေရညဒါပိုင်ပြီးသွားတာပြီးသွားတဲ့နေ့ ဒါနေ့တိုင်းတို့တွေပြုတ်လုခဲ့တဲ့ຢာတွေကတော့ပြီးသွားပြီအတိတ်ဖြစ်သွားပြီအတိတ်ကနေဆိုတော့ပြီးသွားတဲ့နေ့ကမနေ့ကခီနိုးလို့လဲခေါ်တယ်ဆာခုကြီးဆွလို့လဲခေါ်တယ်အဲ့မှာပွားဒီမှာရနဲ့တွဲတယ်ထားရအတိတ်ညပြီးသွားတဲ့ညအဲ့ဒါမနေ့ညနှစ်နဲ့တွဲမနှစ်ကအရင်ဣတီမရွေလိုက်ကြတာနည်းနည်းလေးကူတဲ့ညံကူတဲ့အပိုင်းတွေပိုတတ်တာတာပေါ့နော်ဟိုနည်းနည်းလေးကူလိုက်တဲ့ခါကျတော့ဆယ်လုံးကျရမယ်ဆိုင်၅လုံးလောက်ပဲကျရတယ်၅လုံး၅လုံး၅လုံးတတ်တာပေါ့အများကြီးအများကြီးတတ်တာတော့အခြားအားလို့ပို့အချိန်ရတာပေါ့ ဆိုင်ဆိုင်ဒီဇိုင်းရဲ့အမြင့်ကခေါင်မိုးဆွဲတယ်အားကြီးနဲ့ဆွဲနေရတယ်ဆိုတော့အတင်းအကျက်ပြီးသွားတဲ့နေ့ကအတိတ်နေ့ဆိုတော့မနေကနော်ဆန်ကိုခွဲလိုက်တော့အမှောက်စေးနယ်ပေါင်းစေးမှုတ်နောက်တစ်ခုနေရှင်းနေစိတ်အားထက်သန်တာစိတ်အားထက်သန်တာဒီကန်းကြီးအမတင်ထားတယ်ဖျားတာဖျားတာပြောဦး ခုနကျွန်မမဟုတ်လို့ပဲနော်မှတ်နည်းတွေမပြောတော့ဘူးအဲ့လိုပဲခွေးစိတ်ဒီမှာမြေကြီးမြေကြီးပေါ်ခြေောက်နဲ့အဲ့မြေကြီးပေါ်ဒါလေးကိုကိုးလေးနဲ့တူတယ်လို့ပြောလိုက်တယ်9နာရီလောက်ရှောက်သွားနေ9နာရီလောက်ရှောက်သွားအဲ့မြေကြီးကမီးလို့ပူတော့အပူရှက်ပြီးတော့ဖျားတယ်နေစွက်ကအဖျားဒီကန်းကြီးကပူတော့အဖျားမြေကြီးပေါ်ခြေောက်ကအဲ့မြေကြီးပေါ် 9နာရီလောက်ကြောင်းရှောက်သွားနေမြေကြီးကပူတဲ့မီးလိုပူတော့တာမီးအမြန်တော့ပြောလိုက်တယ်နော်အမတွဲလုံးတင်တဲ့ရည်ရွယ်ချက်ဆိုတော့မနေနိုင်လို့ဒါနှွေးတာမီးလိုပူနေတဲ့အချိန်ကြောင်းဒါဖျားပြီဖျားနေတာတော့မှကိုယ်နှလုံးသားအလုတ်လုတ်ချင်နေဆိုအဲ့ဒါဆရာထက်တန်တာလူကလေဆရာထက်တန်လာပြီဆိုရင်လေအခုအမဒီဗီဒီယိုတင်တဲ့အချိန်မှာည10နာရီကျော်နေပြီမျက်လုံးဖျားတော့မပြောတော်တော်ပင်ပန်းနေပြီအဲ့ချိန်နေပြီဒီတနေကိုပညာရဏအတွက်ပဲတောင်းတာတို့ကြည့်တော့ခဏပဲကြည့်ရတရှိထွက်တော့တာ အချိန်နေအများကြီးပေးထားရတာကွာအဲ့တော့ဟိုဖျားတာတော့မဟုတ်ပေမဲ့အိတ်ချင်နေပေမဲ့နှလုံးသားကတင်မေးကျင်စိတ်ဆရာထက်တန်နေသေးတယ်အဲ့လိုပဲဖျားတာနဲ့နှလုံးသားနဲ့ပေါင်းတော့ဖျားရင်တောင်မှဖျားတဲ့ချိန်တောင်မှကိုယ်စိတ်နှလုံးသားအလုတ်လုတ်ချင်နေတာက내ရှင်းကြီးကဆရာထက်တန်တာဖျားတာတောင်မှကိုယ်နှလုံးသားကဒီကိုယ်နှလုံးသားအလုတ်လုတ်ချင်နေသေးရင်ဒါဒီ내ရှင်းကြီးကဆရာထက်တန်တာနောက်တစ်ခုဒီမှာစမ်းမန်ကြော့တန့်စင်ကန်းပေါ့ဒါ M4 စေကြောတာတွေးကြည့်နော်အာရကြီးစေကြောတာဒါလေးကမျက်နှာပြင်းမျက်နှာပြင်းအမအိုက်တော်တရှိမှတ်မိတဲ့လောက်ကတော့တရှိတို့တင်တဲ့အိမ်လေးနဲ့အမြင်တဲ့နမူနာပေးတယ်အိမ်အားလို့တိုက်ခန်းလေးရင်ခွဲအလဲမှာလှေကားလေးရှိတယ်ဒီဘက်မှာတချမ်းတင်တဲ့ဘက်ဒီဘက်မှာအချားဘက်ဒါအခုမြင်နေရတာအိမ်ရဲ့မျက်နှာပြင်းဒါကစေကြောတာဒါမျက်နှာပြင်းဒါနေရာ ဘာမှမတွေးနဲ့ကွာစေးကြောတယ်ဆိုမှတော့စေးကြောတာနဲ့ပတ်သက်တဲ့နေရာခံမှန်းလိုက်ပေါ့ကွာရှင်းရှင်းလေးအဲ့တော့ဆံမှန်ကြောစေးကြောတယ်မျက်နှာပြင်တွေကိုစေးကြောတဲ့နေရာဥမာမျက်နှာတွေစေးမယ်လက်တွေစေးမယ်ခြေထောက်တွေစေးမယ်စေးကြောမယ်အဝတ်တွေလျှော်မယ်နော်စေးကြောမယ်မျက်နှာပြင်တွေကိုစေးကြောတဲ့နေရာတန့်စင်ကန်းပေါ့ဘက်ရွန်ဘက်ရွန်နော်ရေချိုးကန်းတန့်စင်ကန်းရေချိုးကန်းတန့်စင်ကန်းတွေးကြည့်နော်ဒါနေနော်ဒါပြုတ်လောက်တာနော်နေတိုင်းကိုပြုတ်လုပ်ခဲ့တဲ့များအရာတွေကတော့ပြီးသွားပြီအတိတ်အတိတ်မှာကျန်ခဲ့ပြီခုနကစက္ကန့်ပိုင်းမိနစ်ပိုင်းလည်းပြီးသွားပြီ အတိတ်နဲ့နေအတိတ်နဲ့ကမနေကအားကောင်းကောင်းနဲ့ဆွဲရတယ်ဆိုတဲ့ဒါအတင်းကျက်လုံနေရတာဆိုင်တဆိုင်ရဲ့အမြင့်ကခေါင်မိုးနင်ဖျားနေတဲ့ချိန်တော့နှလုံးသားကစိတ်အားထက်သန်နေအမုံနဲ့စင်းနေပေါ့နော်စေးမုံ shocky ဒါစားတော့ပကံခွက်ရောက်တယ်ပကံနေကိုပြောတာပကံနေပါ ड़ी ကြီးကြီးလိုက်ပေါ့စားတာတာပဲမစားတာကြီးဒါကလေထဲ့စီရွက်အဲ့တုန်းကဘလို့ပြောလဲဆိုပါဇက် မလူပုံစံလေးနဲ့တားမို့ပါဇက်လေးခုအလေရခန်းကြီးကအိုးခိနဲ့ဆင်းတယ်အိုးခိလို့တော့ထိမနေဘူးအဲ့တော့ပါဇက်လေးရောက်နော်လေးရောက်စာစားဖို့အတွက်ကြီးမားတဲ့ထဲ့စရာခွက်ယူလာဒါလည်းထဲ့စရာခွက်ပဲဒါလည်းထဲ့စရာခွက်ပါတယ်အမတင်ထားတဲ့ပညာရဏမူရင်32ခန်းကြီးအလုံးကားရတယ်တော့ပါတယ်ပါတယ်ပြန်ကြည့်ကြည့်လိုက်ဖြစ်နာပဲမပါတော့လည်းမပါဘူးမှာပေါ့အိတ်ချင်နေပြီနော်အဲ့တော့ဒီမှာကြည့်မယ်နော်လေးရောက်စာစားဖို့အတွက် စက်၄ပေါက်လေးပစက်လူတယောက်မှာပစက်တစ်ပေါက်ပဲပါတာဟို၄ပေါက်စားဖို့အတွက်၄ရောက်တောင်စားမှာဆိုတော့ဒါအလေအိုးအိုးခိနဲ့တူးတယ်ကြီးမာတယ်ထဲ့စီရခွက်ဒါပိုင်ရင်သူ့ဘာနဲ့သူ့ကိုထဲ့စီရခွက်စားတာနဲ့ပေါင်းလိုက်တော့စားဖို့အတွက်ထဲ့စီရခွက်ဆိုပကံခွက်ရောက်ပကံနေပါလေပြောတာဖြစ်သွားစားတောက်တဲ့ပကံနေဖြစ်သွားတယ်ရှော့ခိစားတောက်တဲ့ပကံနေအဲ့တော့မူရင်းရရင်တွဲလုံးရမယ်။နည်းနည်းတော့အချို့အရာတွေအပိုလည်းမပြောအချို့အရာတွေကမူရင်းဘလောက်ရရတွဲလုံးကအစမ်းလေးတွေဖြစ်နေတာရှိတယ်။အမအဲ့ဒါလေးကိုတက်နိုင်တဲ့ကြတော့ကုညီပေးသွားမယ်။ ထက်ကူညီပေးမယ်ပေါ့နော်မကူညီပြတဲ့စကားလုံးဆိုလဲကို idea လေးကိုပါနဲ့ကိုထုတ်ကြည့်နောက်ဆုံး၃လုံးနည်းနည်းအိတ်ချင်းနေနည်းအချိန်မြန်လာပြီတိုင်အွန်ခေရတာမိုမီတာတာမိုမီတာဆိုတာဘာကိုတိုင်တာလေးတွေ့ကြည့်လေ M4 ရဲ့ခါရတာခန္ဓာကိုခန္ဓာကိုရဲ့ဘာကိုတိုင်လေးပူရာကိုတိုင်တာပူရာဒါတင်မှုသား ပူရာလေးတောက်လို့ရှင်လို့ချွေးလေးတွေပြန်လာတယ်လို့ပြောတယ်။နော်ပူရာလေးတောက်ရင်ရေဆက်ချွေးလေးတွေပြန်နေပူတယ်ဆိုတော့နေလို့ပူတယ်။ဘယ်တဲ့ကိုထဲတောက်လဲပကံထဲကိုထဲတောက်တယ်ဒီမှာပကံအိုက်တုံးကမှတ်မိလား။ကျမကိတ်မုတ်တွေပါတော့ကျမ special plan နဲ့ပုံနေဆွဲပြလိုက်တယ်။ကိတ်မုတ်တွေပါတွေခွဲပြီးပကံထဲကိုထဲတယ်။ပူပူလောလောလေးတောက်လို့ရှင်ချွေးတွေပြန်နေပူတယ်ဆိုတာနေလို့ပူတယ်။ဘယ်တဲ့ထဲတောက်လဲလက်ထဲထဲမတောက်နဲ့ပကံထဲထဲတောက်တယ်။ဒါခန္ဓာကိုယ်ဒါကပူတယ်ခန္ဓာကိုယ်ပူရာကို ဒါလေးကအန်ဖိုးကတိုင်းတာတယ်ခန္ဓာကိုယ်ပူရာကို တိုင်းတာတာသာမိုမီတာခန္ဓာကိုယ်ပူရာကိုတိုင်းတာတာသာမိုမီတာဒါကခန္ဓာကိုယ်အခုခေတ်မှာလူတွေသည်ဟွန်းဆိုတဲ့စာအုပ်စာပေတွေဖတ်ပြီးတော့ခန္ဓာကိုယ်ကြောင့်လေ့လာလို့ရတယ်ပူတယ်ပူပူနွဲ့နွဲ့တောက်လို့ရှင်ချွေးလေးပြင်နေဒါလည်းအဆွေပူရာအတတဟမ်အတတကိုင်ပူနွေးတာပူနွေးတာအဆွေမဟုတ်ဘူးအတတကိုင် ပူပူနွဲ့နွဲ့လေးတောက်လို့ရှိရင်ချွေးလေးတွေပြန်တယ်။ပူပူနွဲ့နွဲ့လေးကနေလို့ပူတယ်။ဘယ်ထဲထက်တောက်လဲပကံထဲကိုထက်တောက်တယ်။ဒါအတတကိုင်ပူနွေးတော့ဒါခါရတာခန္ဓာကိုယ်တိုင်းတာတာဒါအီအီမတ်ပြောတယ်ကိုလိုဂျင်တဲ့ဒီဇိုင်းလေးပြောပြီး10မိနစ်လောက်တော့တိုင်းတာရတဲ့အဝတ်တွေပဲသွက်ချုပ်တယ်ဆိုလို့ရှိရင်ကိုလိုဂျင်တဲ့ဒီဇိုင်းတွေပါပြီးပြောပြီးတော့10မိနစ်လောက်တော့တိုင်းတာရတယ်ခန္ဓာကိုယ်ရဲ့ပူရာကို တိုင်းတာတာ သာမိုမီတာတိုင်အောင်ခေရသာမိုမီတာဒါကလှမ်းတာ30နဲ့7နှစ်နေလောက်အိုက်တုံးအမတင်းနေဒီမှာကြည့်1 30 7နာရီဆိုနေပူပြီလေ7နာရီလောက်ဆိုရင်လှမ်းပြီလှမ်းပြီချွေးကန်းကြီးလေးတော့မှတ်မိသေးလားချွေးဆိုတော့ရေနဲ့ပါတယ်အဝစ်လန်းတဲ့အချိန်နေပါတယ်ဆိုလို့ရှိရင်ချွေးတွေပြန်လာတော့7နာရီဆိုရင်ချွေးတွေပြန်လာတော့အဲ့လိုမျိုးဒါဆိုရင်အဆေရချွေးဒါလှမ်းတာ တစ်ချက်30 17နှစ်လောက်ဆိုရင်နေ့လည်ခင်း17 17လောက်ဆိုပူတော့လှမ်းနေဒါမွန်းနိုလှမ်းထားတဲ့အရာဆိုတော့အချောက်ခံထားတဲ့အရာငချောက်လှမ်းထားတဲ့အရာဝတ္ထုတွေအချောက်ခံထားတဲ့အရာငချောက်ဟုတ်ပြီနော်ဒါလေးတော့နောက်နေ့မှပြောတော့မယ်ဘာလို့လဲဆိုတော့ဒါပြုတ်လို့တာအမဒါဟိုလေးမူရင်းတင်မေးဘူးလားမပင်မေးဘူးလားမမှတ်မိဘူးဒါဆိုအကျန်းလေးပဲပြောရင်ဒါပြုတ်လို့တာဒါဟာနာပန်းပြုတ်လို့ထားတဲ့ပန်းนี่ဆိုတော့ပန်းအတူကိုပြောတာ ပြုတ်လောက်တာဒါပြုတ်လောက်တာဒါမတင်မေးခဲ့လားမတင်မေးခဲ့လားအမှတ်မိဘူးမူရင်ဒါပန်းပြုတ်လောက်ထားတဲ့ပန်းနေဆိုတော့အဲ့ဒါဇိုကာပန်းအတူအချင်းနေပြီဆိုတော့အတန်းတော့နည်းနည်းမကောင်းတော့ဘူးပေါ့နော်ကဲဒီလောက်ပါပဲရှင် နောက်လေးမှဆက်တင်ပါတော့မယ်